အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေဟုတ်ကဲ့ပါခင်ဗျာစနေနေ့ရဲ့ England Premier League data ရှင်ပြိုင်လို့ကစားလို့ပြီးဆုံးသွားပြီဆိုတော့ဒီတနေ့တနင်္ဂနွေနေ့မှာလည်းကျွန်တော်နဲ့ England Premier League ပွဲစဉ်အပြင်ဥရောပလိပ်ပွဲစဉ်ဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့မနေ့ရောင်းတော့သိပြီးတော့အဆင်မပြေဘူးဗျ England Premier League ပွဲစဉ်တွေထဲမှာဒါပေမဲ့ဂိုးပြတ်တွေတော့မနိုင်ကြဘူးဆိုပေမဲ့ကြီးတော့မအောင်ခဲ့ကြဘူးခင်ဗျာနော်အဲကြတော့ကျွန်တော်အနေနဲ့ဒါလွဲချော်မှုလေးတွေရှိခဲ့ပါတယ် နောက်တစ်ခုဆက်ပြောချင်တာကတော့ဒါကတော့ကျွန်တော်ရဲ့အကြိုက်တွေနဲ့သုံးသက်ပေးထားတာမို့လို့အကြိုက်ရှင်းတူချင်မှလည်းတူမှာပါကျွန်တော်ရဲ့အကြိုက်ကိုကျွန်တော်ရွေးချယ်ပေးထားတာဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုအားပေးကြနေတဲ့ဒါကျွန်တော်ရဲ့ညီကိုချစ်ခင်ရတယ်ပေါ့နော်ဒါတငငချင်းနေလေးပိုင်လက်ပါပါဒါကြောင့်မို့လို့အကြိုက်ရှင်းတူမှလိုက်ပြီးတော့စော်ကစားသိချင်ပါတယ်ကျွန်တော်ကတော့ဒါတရားခိုင်တော့အမခံထားရဆိုပြီးတော့အလုတ်ပွဲဖြစ်နေပစ်နေတာလည်းမဟုတ်ပါဘူးဒါလေးတော့တိနားလဲသိချင်ပါတယ်နောက်တစ်ခါပြောချင်တာကတော့ဒါကတော့ကိုအကြိုက်နဲ့ကိုလုံနေတာ ိုတယောက်တည်းအကြိုက်မို့လုံးနေတဲ့အတွက်ကြောင့်မလို့အများကြိုက်အတွက်ကိုတော့ကျွန်တော်ကတော့လုတ်ပေးနိုင်ဖို့တော့မရှိပါဘူး။ဘာကြောင့်လဲဆိုအများကြိုက်လို့ရှိရင်ဓာတ်ရိုက်တိုင်းမဟုတ်ဘူး။ကိုကတော့ဒါဖြစ်နိုင်မဲ့ထင်လို့ကိုယ့်ရဲ့အကြိုက်ကိုရွေးချယ်ပေးတဲ့အတွက်ကြောင့်မို့ညီကိုတို့အဆင်ပြေရင်မှလည်းဆင်ပြေမဲ့အဆင်မပြေရင်လည်းမပြေပါဘူး။ပွဲတွေပါလေကြာသွားတဲ့အတွက်ကြောင့်လည်းကျွန်တော်အနေနဲ့အညွန့်ညွန့်တတ်မှတ်ပါတယ်။အဲကြတော့ကျွန်တော်အနေနဲ့ဒီနေ့စနေနေ့ပြီးတော့တနင်္ဂနွေနေ့မှာရှင်းပြကစားကြမယ့်အင်္ဂလန်ပရီးမီယာလိဂ်နှစ်ပွဲရဲ့အီတလီရဲ့စီးရီးတွေတစ်ပွဲသုံးပွဲကိုကျွန်တော်ပထမဆုံးဗီဒီယိုတစ်ပုဒ်မှတင်ဆက်ပေးမှဖြစ်ပြီးနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှလည်းဒါဆက်လက်တင်ဆက်ပေးမှဖြစ်ပါတယ်ခင်ဗျာနော်။ ကြောင့်ပထမဆုံးဗီဒီယိုဒီဘက်မှာတော့ဝက်ဟန်နဲ့ညူကာဆယ်ဘောကိုသွားမယ်ကြ။အင်ဝင်ဖြစ်တဲ့ဝက်ဟန်ကတော့အင်္ဂလန်ပရီးမီယာလိဆက်ဖို့ညူကာဆယ်ကတော့အင်္ဂလန်ပရီးမီယာလိဆက်တော့ဒါပေမဲ့ညူကာဆယ်ကနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာစတိုင်အနိုင်ရရှိခဲ့ရဝက်ဟန်ကတော့ရှုံးနေထားတယ်တန်းစင်းစုံထဲမှာရောက်နေရလဲဖြစ်တယ်ဗျ။ဆိုတော့ယနေ့ညူကာဆယ်ကနေပြီးတော့ဝက်ဟန်ကိုဖောက်ပေးထားတဲ့ဒါကနဦးစစ်ဘော်ဒီစစ်မှာဆိုတလုံးစီပေးထားတယ်။ဟိုးပေါင်းစီကတော့၃လုံးသွင်းမှာပြဆုံးအစားစစ်တွေပေးထားတာကိုတွေ့ထားတယ်ဗျ။ ဆိုတော့ဝဟန်းသင်းဟာအိမ်ဝဲမှာဒါနိုင်ဝဲပြန်လဲရယူနိုင်ဖို့တော့ကိုရုံးကန်လာမှာဖြစ်ပြီးတော့ညူကာဆယ်ကလည်းအင်္ဂလန်ပရီးမီးယားလီဂ်အဆင့်စားတနေရာကိုပြန်လဲရရှိဖို့တော့ဆိုရင်တော့ဒါဝေကမှာအနိုင်ရရှိဖို့ကြိုးစားလာမှာလို့ထင်မိတယ်။ဘယ်ဟာပြဿနာမှာဆိုရင်နှစ်သင်းစလုံးမှာရှိနေမြတ်တိုက်ဆိုပေမဲ့နှစ်သင်းစလုံးကထိတ်တိုက်တွေ့ဆုံမှုကတော့ညူကာဆယ်ပါခဲ့ဆိုပေမဲ့ဒီဘက်နှစ်နောက်ပိုင်းညူကာဆယ်လည်းရှေ့ခိုင်းပုံမှန်ကြီးတော့မရှိသေးဘူး။တက်တက်လက်ကြားတတ်တဲ့ဖြစ်နေတာတွေ့ရပြ။ဝဟန်းပြန်ရုံးလာခဲ့မှာဆိုရင်ညူကာဆယ်လိုဂိုးပြတ်တော့တွင်းနိုင်မှာမဟုတ်ဘူး။ ဝဟန်းပြန်သွင်းမှသာလင်တာဂိုးပေါ်ပွားမဲ့အလားလာရှိတဲ့ကြောင့်မို့ကျွန်တော်ကတော့ဒီနေ့ဝဟန်းနဲ့ညူပါဆယ်လေးကိုခတ်မှန်ရလက်မှာဆိုလို့ရှိရင်တော့ဂိုးကတော့အပြတ်သက်ကြီးတော့ကွာသားမှဖြစ်ဘူးနှစ်ဖက်ပေါင်းရင်တော့နှလုံးအထက်လောက်ဒီပဲရှိသွားမှဆိုရင်တော့မှစစ်ကြောက်ရွေးချယ်ပေးရမှဆိုတော့တော့ဘယ်တော့ဒါအေးအေးလေးနဲ့ဆော့ဖို့အတွက်ကိုပါအောက်တစ်ချောင်းလေးပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်တင့်တော့မဲ့စေးပဲနဲ့ဘယ်တော့ဒါလိုက်ပြီးတော့ဆော့ကစားသိကျင်တယ်ဘယ်တော့ဝဟန်းနဲ့ဒီညူပါဆယ်လေးပဲပွဲစင်မှဆိုပြီးပေါ့နော်နောက်တစ်ဝက်ဖြစ်တဲ့ဗျာမန်စီးတီးနဲ့ဒီဘုံမှာပွဲစင်သွားမယ်မန်ချက်စတာစီးတီးအိမ်ဝင်းမှာဒါဘုံမောင်းနဲ့ရှင်းမြန်ကစားမှာအစင်စားတမှု၈ဒါ ွဲစဉ်30မကန်ခင်ပေါ့နော်မက်ဆီဒီကတော့ဘုံမောက်ကနှစ်ပွဲစဉ်30မကန်ခင်မှာပေါ့နော်အဲ့ကြတော့မက်ဆီဒီကယနေ့အိမ်ကွင်းဖြစ်ပြီးတော့ဘုံမောက်ကိုကြောပေးထားတဲ့ဘောဒီစင်မှာသလုံးတွေပေးထားတဲ့ကိုပေါင်းစင်သုံးလုံးတွေတိတိဖောက်ပေးထားတယ်ဗျမန်ချက်စတာစီးတီးနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဒီအနိုင်ယူထားခဲ့မလို့ပါနဲ့အက်စတွန်ဗီလာကိုရှုံးနေထားတယ်ဟုတ်ပြီအဲ့ကြတော့ဘုံမောက်ဒါတော်တော်လေးကောင်းတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာလည်းအနိုင်ရရှိအောင်ကန်ရတဲ့ပေးကိုလေးတွေများတယ်နောက်တန်းနေမှာပေးကိုများပြီးတော့နိုင်ရရှိအောင်ကန်ရတဲ့ဘုံမောက်ဝေခွင့်ကမန်စီးတီးကိုအနိုင်ကန်နိုင်မလား ထိတိုက်တဆုံမှုရအောင်ရရမယ်ဆိုရင်တော့အင်ဝင်ဖြစ်တဲ့ Mancity တားတယ်ဆိုမှဒီဘက်နှစ်နောက်ပိုင်းမှာကစားသမားတောင်းတဲ့ပြုတ်ထားများတယ်ဗျဆိုတော့အဲ့ကြောင့် Man City ကဘောဒီရင်းမှာတလုံးတည်ပေးထားပြီးခေါပေါင်းကြီးသုံးလုံးတည်နဲ့တူတူ Aston Villa ကိုရှုံးနေထားပြီးတော့ဥရောပပွဲစဉ်ကိုနိုင်ရရှိထားတယ်ဆိုပေမဲ့ Premier League ကိုလည်းဒါအယုံဆိုင်ကစားရမယ်ဆိုရင်တော့ယနေ့ဒါ Manchester City တို့အနိုင်ရရှိသွားရင်လည်းကတ်နိုင်ပြီးတော့ကိုကတော့အပြတ်သက်กว่าမှာမဟုတ်ဘူးနှစ်တက်လောက်ထိပြက်ကောင်းဖြစ်သွားနိုင်တယ်စက်ကြက်ကိုကျွန်တော်ရဲ့ဒီ유ရှယ်ပေးရမယ်ဆိုတော့ Man City နဲ့ဘုံမောက်ပွဲစဉ်မှာဆိုရင်တော့ဒါအယုံဖြစ်တဲ့ကျွန်တော် Man City body ကိုပဲကျွန်တော်유ရှယ်ပေးခြင်းပါတယ်ခင်ဗျာနော် နောက်တစ်ပွဲဖြစ်တဲ့ Italy CDE ရဲ့ပါဒါအစောဆုံးပွဲစဉ်ဖြစ်တဲ့ Verona နဲ့ Inter ပွဲကိုကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်။ဒါလေးကတော့ညနေ9:00ပိုင်းမှာရှင်မြန်ကစားကြမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဗျ။အဲ့ကျတော့ Verona နဲ့ဒီ Inter တို့ပွဲစဉ်မှာဆိုရင်ကြည့်ရမယ်ဆိုရင် Inter ကတော့ Italy CDE ရဲ့တော့ဒီနေ့ကံမယ်ဆိုရင်တော့အစင်စားအပြောင်းလဲလုပ်ပြီးတော့နံပါတ်1နေရာကိုရအောင်ရသွားနိုင်တယ်ကိုပြတ်နေနိုင်မယ်ဆိုရင် Verona ကတော့ချုံမွေးတဲ့ဇက်တိုက်ကြုံတွေ့ထားရဆိုတော့ Inter ကိုဒါအကောင်းဆုံးဒုက္ခပေးနိုင်မယ်လို့တော့ထင်မိတယ်။ စင်းစားတဲ့တက်ချက်ကတော့ Italy CD ရဲ့အသင်းနေရာပေါ့နော်ဒါဝေကမှာသလုံးသမားပြားဆုံးဆုံးလေးပေးထားရဆိုတော့အနည်းဆုံးကတ်နိုင်ပြီးတော့လားလာရှိနေပြီးတော့ဘောပေါင်းတော့သလုံးအတွင်းတဝက်စားမယ်ဆိုရင်တော့ဒီလိုသဘောမျိုးပဲရှိရပြားတက်နိုင်ပြီးတော့ပေါ့နော်သွားမယ်ဆိုတဲ့သဘောမျိုးအဲ့ကြတော့အသင်းကြီးတန်းဒီလောက်ထိကြိုးပေးထားရဆိုရင်တော့မှာတော့ဒီဗီလိုနာကိုဒါရုံးကန်လာကတ်မယ်ဆိုရင်အင်တာအနေနဲ့ကိုကတော့ပြတ်သွားမယ်လို့မထင်ဘူးဆိုပေမဲ့ယနေ့ကျွန်တော်ရဲ့စိတ်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်တော့ဗီရိုနာနဲ့အင်တာတို့ရဲ့ပွဲစဉ်မှာကျွန်တော်တော့အဝေးဝင်ဖြစ်တဲ့အင်တာဘော်ဒီကိုပဲအရေးဆုံးပြီးတော့လိုက်ပြီးတော့စော်စားသိကြပါတယ်ခင်ဗျာနော် ကဘာကျွန်တော်အနေနဲ့ပေါ့နော်ဒါအင်္ဂလန်ပလီးမားလိပွဲစဉ်အပြင်ဥရောပလိပွဲစဉ်တွေမှာရွေးချယ်ပေးထားတာတော့ဝက်ဟန်နဲ့ညူကာဆယ်ပွဲစဉ်မှာဆိုကျွန်တော်တော့ကိုအောက်တဲ့ကြောင်းနဲ့ပဲရွေးချယ်ပေးထားတာပါတင်းတော်စဉ်နဲ့ live ဆော့ကြပါမန်စီးတီးနဲ့ဘုံမောက်ပွဲစဉ်မှာဆိုအင်ဝင်ဖြစ်တဲ့မန်စီးတီးဘော်ဒီရဲ့ဗီလိုနာနဲ့အင်တာနယ်ပွဲစဉ်မှာဆိုကျွန်တော်ကတော့အင်တာမီလန်ဘော်ဒီရွေးချယ်ပေးထားပါဒီသုံးပွဲကိုညီကတို့အကြိုက်ချင်းတွေမောက်ဘော်ဒီချက်တို့နှစ်တက်ရမိမိနှစ်တက်ရဆော့ကစားလို့ရပါတယ်ခင်ဗျာနော်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ